လူငယ်ကစားသမားလေးတွေနဲ့အရန်ကုန်ဘွားကစားသမားတွေပွဲထွက်ခွင့်ရမယ်ကဘာဝကပ်ဆွမ်စီနဲ့ပွဲပွဲဂျူတုံးတစ်ချက်ညီကူရီအားလုံးမင်္ဂလာပါဗျာတို့နော်ကျွန်တော်ကတော့ဘူတက်ကြီးပါမန်စီတရင်တွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျာကျွန်တော်ဘယ်မှာတင်ဆက်လဲဆိုလို့ရှိရင် Facebook မှာတင်ဆက်တယ် YouTube မှာတင်ဆက်တယ် TikTok မှာတင်ဆက်တယ်အဲ့တော့ညီကိုတို့အနေနဲ့ YouTube ပဲတုံတော့ TikTok ပဲတုံတော့ follow လေးလုပ်ထားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်ဗျအဲ့တော့စလိုက်ကြအောင်ဗျာလို့နော်ဆွမ်စီနဲ့ Man City ကံမာကကဘာဟိုကတ်ကျွန်တော်တို့မြန်မာအခေါ်ဝေါ်ဆိုရင်တော့အချိုကြီးဖလားပေါ့ဗျာအချိုကြီးဖလားကဘယ်ချိန်မှာကံမလဲကျွန်တော်မြန်မာစံတော်ချိန်2နာရီခွဲကံမဲကွင်းကဘယ်ကွင်းလဲဆွမ်စီကွင်းအဲ့တော့ရှင်းပြီဗျာကျွန်တော်အနေနဲ့ဒါဆွမ်စီနဲ့ Man City တင်းဆိုတာကဒါ နေထားခြင်းကလုံးဝအရှင်မန်စီးတီးပဲအနိုင်ရလိမ့်မယ်လို့ဒါလုံးဝအကုန်လုံးကပဲခံမှန်းလိမ့်မယ်ကလေးသွားပြီးတော့မေးတော့ခံမှန်းလိမ့်မယ်အဲ့တော့ကျွန်တော်ပွဲချုပ်တုံးတဲ့ချက်ကလေးကျွန်တော်အနေနဲ့ပြုလုပ်ပေးခြင်းနဲ့အဲ့တော့ဆောင်းရန်ရှောင်းရန်ချက်ကလေးတွေပြောမျိုးစိတ်ဝင်စားပွဲအချက်ကလေးတွေကျွန်တော်စုပြီးတော့ပြောပြမယ်ဗျာအဲ့တော့ပထမအဆုံးတစ်ချက်ကံရမှာကစွန်စည်းကွင်းစွန်စည်းကွင်းဆိုတာဗျာတည့်ရတိုင်းမှာစွန်စည်းဆိုတာအခုကျွန်တော်လေးလာကြည့်လောက်ကစွန်စည်းဆိုတာအိမ်ကွင်းရလက်ကောင်းတဲ့အတင်းဗျာတကယ်အိမ်ကွင်းရလက်တွေကောင်းတယ်အထူးသဖြင့်အိမ်ကွင်းမှာဒါ ခံစစ်ကိုအားပြုပြီးတော့ကစားလေးရှိတယ်ပြီးလို့ရှိရင်ရက်လက်ကောင်းတွေလည်းထွက်လေးရှိတယ်ပြီးရင်ဒါအတင်းလိုက်ခြေစွမ်းရလဲအင်ကွင်းဆိုလို့ရှိရင်ပို့ပြီးတော့ကြည်ကောင်းတာကိုကျွန်တော်တို့ဒါတွေးရတယ်ပေါ့နော်မန်စီးတင်းရတော့ဒါအလုံးတည်တယ်ဘလုံးပိုင်ဆိုင်မှုတားစီရယူမယ်နေရာပေါင်းစွာနေတိုက်စစ်ဆင်မယ်ဒါမန်စီးတင်းရဲ့ကစားပုံအဲအခုနောက်ပိုင်းမှာပြောင်းလဲလာတာကကြောင့်မန်စီးတင်းက quick transition ပေါ့ဗျာဘလုံးရတာနဲ့လှင်းလင်းမြန်မြန်ပဲကြောင့်တိုက်စစ်ကိုတိုက်လျှောက်ပို့ပြီးတော့တိုက်စစ်စင်ဖို့ကြိုးစားလာတာကိုတော့ကျွန်တော်တို့မြင်တွေ့ရတယ်ဒါကမန်စီးတင်းရဲ့ပုံစံအဲ့တော့ လက်ရှိအချိန်မှာမန်စီးအတင်းကဒါအချိုရီဘလော့ကန်မှာဖြစ်တဲ့အတွက်ကစားသမားတွေကအရန်ကစားသမားတွေနဲ့ပဲပွဲထွက်လာလိမ့်မယ်အဲ့တော့ဆွမ်စီးအတင်းကတော့ဒါဒီကရပ်ကတော့ဒါအတင်းငယ်လေးအတွက်ဝင်ငွေတစ်ခုဖြစ်တာကြောင့်သူတို့ရဲ့အကောင်းဆုံးလူစင်းနဲ့ပဲပွဲထွက်လာလိမ့်မယ်ဒါပေမဲ့အကောင်းဆုံးဆွမ်စီးရဲ့အကောင်းဆုံးလူစင်းနဲ့မန်စီးအတင်းရဲ့အကောင်းဆုံး sorry ဒါအရန်ကုံမွားလူစင်းချင်းရှင်းမယ်ဆိုရင်တော့မန်စီးတီးကလုံးဝအသာကြီးဗျာလုံးဝအသာကြီးအဲ့တော့ မန်ဆွမ်စီအနေနဲ့အာတာချက်တစ်ခုပဲရှိရအဲ့ဒါကတော့ဆွမ်စီကွင်းမှာကန်ရမှာဗျဆွမ်စီရဲ့အိမ်ကွင်းမှာကန်ရမှာဖြစ်တဲ့အတွက်အဲ့အာတာချက်ကလေးတစ်ခုပဲရှိတယ်ကျန်တာကတော့မန်စီတီကိုအဖက်ဖက်ကနေပြီးတော့ဘလူးမတ်ကိုမရှင်းနိုင်ဘူး ျွန်တော်ထိတ်တိုက်တွေးဆမှုတွေကြည်ုံမလားထိတ်တိုက်တွေးဆမှုတွေမှာဆိုရင်လည်းနောက်ဆုံး၅ချိန်တွေ့တဲ့ပွဲမှာဒါ Man City တင်းရကြည်ပဲပြက်ပြက်တားတား၅ချိန်စလုံးကိုအနိုင်ယူထားတော့လို့ကျွန်တော်တွေ့ရတယ်ပြီးလို့ရှိရင်နောက်ထပ်ပါရှိုံးမလဲဒါတမိုင်းတစ်လျှောက်တွေးဆမှုကြည်ုံမလားကျွန်တော်လလန်းမီတလောက်တော့ဒါ Man City တင်းရကြည်ပဲနိုင်တာစုစုပေါင်း၁၆ချိန်တွေ့တယ်။ Man City က၁၄ချိန်နိုင်တယ်နှစ်ချိန်တည်ကြတယ်ပြီးလို့ရှိရင် တကြိမ်ရှုံးထားတယ်အဲ့တော့ထိတ်တိုက်တွဲဆုံမှုကလည်းတမိုင်းတစ်လျှောက်မှလည်းမန်စီးတင်းရပဲတာတာအဲ့တော့ဆိုတော့ကဘလိုအချိန်နေမျိုးမှာပဲဖြစ်ဖြစ်ဘလိုအနေထားမျိုးမှာပဲဖြစ်ဖြစ်မန်စီးတင်းရလုံးဝအတားကြီးဒါပေမဲ့တကူတော့ပြောစရာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်ကကန်မာကအချိုကြီးဖလားအဲ့အချိုကြီးဖလားရဲ့တန်ကြီးကအရှင်းဆုံးပြောလို့ရှိရင်ဘာမှမရှိဘူးဒီလိုအတင်းကြီးတွေအတွက်ကတော့မက်လောက်စရာမရှိဘူးဗျာဘာလို့မက်လောက်စရာမရှိလဲကျွန်တော်ရှင်းပြမယ်ပက်ဆက်ကပက်ဆက်ပဲမက်တာတော့မက်မှာပဲဗျာဒါပေမဲ့ပြန်ချိန်ကြည့်လိုက်တဲ့အချိန်ကြလို့ရှိရင်မက်လောက်စရာလုံးဝမရှိဘူး ။ဘာလို့လုံးဝမရှိလဲကျွန်တော်ပြောပြမယ်။တကယ်တော့စူကြီးကတတန်းပဲเนาะဒါအတိကျတော့ကျွန်တော်လိုမလေးကြည့်မထားဘူးဗျာတတန်းလိုပဲတတ်မှတ်လိုက်တော့မယ်เนาะစူကြီးကတတန်းပဲရှိတယ်ဗျာဒါပေမဲ့ဒီပြိုင်ပွဲကိုအနိုင်ရရှိဖို့ကကြတော့ဒါလုံးဝဖလားရမှတတန်းပဲရမှဖြစ်တဲ့အတွက်ဒါပြောရမယ်ဆိုတော့အတင်းကြီးတွေအတွက်ကတော့ဘလိုပဲဖြစ်ဖြစ်တတန်းဆိုရပမာဏကရာကောင်းကောင်းတာမှန်တယ်ဗျာဒါပေမဲ့တစ်ဖက်ကပြန်ကြည့်ကြည့်လိုက်ပရီးမီးယားလိုပါအောင်မှကြတော့အဆင့်တစ်ဆင့်နဲ့ရက်တည်မှုအကြာကျွန်တော်တို့ဒါကွာဟချက်က၄၅တန်း၆တန်းလောက်ရှိတယ်ဗျာ ဟုတ်တယ်မလားဒါပရီးမီးယားလိပဲကျွန်တော်ပြောတာနော်ဂျာဥရောပလိတွေချန်ပီယံလိတွေကျွန်တော်မပြောရဘူးပရီးမီးယားလိမှာအဆင့်กว่าခြားချက်တစ်ခုနဲ့တစ်ခုကြားတော့ဝင်ငွေချင်းက၃တန်းတန်နေတာဗျာအဲ့တော့ပရီးမီးယားလိကိုပဲကျွန်တော်တို့ကရက်လက်ကောင်းရအောင်ကစားမှာပေါ့ဘာလို့လဲဆိုတော့ဒီပြိုင်ပွဲမှာကစားသမားတစ်ယောက်တန်ရရရလို့ရှင်ဥမာဖလားရခဲ့တယ်ပဲထောင်းကစားသမားလည်းတန်ရရရတော့ကြီးကျွန်တော်ဒီဖလားမှာကျွန်တော်တို့ဒါဖလားရတော့တန်ရပြီ ဒါပေမဲ့ကစားသမားဒဏ်ရာရတော့တဲ့အဆင့်ကမကောင်းတော့ဘူးအဲ့မှာဆုံးရှုံးလိုက်ရမှာ၄၅၀တန်းပြောမှဆို10 20တန်း30လောက်ဆုံးရှုံးလိုက်ရမှာအဲ့တော့မတန်ဘူးဗျာဟုတ်တယ်မလားအဲ့တော့ပရီးမီးယားလိမှာပဲရလက်ကောင်းလုပ်မယ်ပြီးလို့ရှိရင်တော့အချိုကြီးဗလားမှာတော့အရင်ပဲထုတ်တော့မယ်အဲဒါကြောင့်ပဲကျွန်တော်တို့ဒါအချိုကြီးဗလားမှာကအတင်းလေးတွေကအတင်းကြီးတွေကိုနိုင်လေးနိုင်တာရှိတာဖုံးစံလို့ဖြစ်နေပြီဗျာအဲ့တော့ညီကိုတို့ဒါအတင်းပိုင်ရှင်ဒါမှမဟုတ်အတင်းနီးဗျာဆိုရင်လည်းဒါမျိုးပဲလုပ်မှာပဲဟုတ်တယ်မလားအဲ့တော့ အဲ့တခုတော့ရှိတယ်ဆွမ်စီရမန်စတီတင်းကိုနိုင်နိုင်ကြရအဲ့တခုတော့ရှိတယ်ဒါပေမဲ့စောစောကကျွန်တော်ပြောတယ်လို့ပဲမန်စတီတင်းရဲ့အရန်လူစင်းနဲ့ကန်ရင်တော့ဆွမ်စီတင်းတက်လုံးဝအတားကြီးဆိုတော့ကျွန်တော်တို့ အာတွေ့နေရတယ်ဗောနော်အဲ့တော့မန်စီးတင်းမဲအနိုင်ရရှိလိမ့်မယ်တခုတော့ရှိတာဗောလေဆန်စီးတင်းကဥဆောင်ကိုရသွားပြီးတော့ကျွန်တော်လုံးဝပိတ်ဆို့ခဲ့မယ်ဆိုရင်တော့ရလက်ကတမျိုးတစ်ပုံပြောင်းလဲသွားနိုင်တယ်အဲ့ဒါမှမဟုတ်ရင်တော့ရလက်ကတော့မန်စီးတီးကအနိုင်မယ်ကျွန်တော်အနေနဲ့ဂိုးခမန်းရလက်ကိုဂိုးရလက်ခမန်းဆိုရင်တော့ဇီဒရီလိုပဲကျွန်တော်အနေနဲ့ခမန်းချင်ပါတယ်ဗျအလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးထပ်ပြောပါမယ်ကျေးဇူးတင်ပါတယ်ဗျ